စကိုင်းတိုင်းတွင်ကရွှေဘိုစိတ်ကုံမုံရွာလမ်းမမှာအော်တိုဘာ18ရက်မနေ့ပိုင်းကလေးကကားတွေပိတ်မိနေတယ်လို့စကိုင်းမြို့ကန်ကိုဆန်ရှိကပြောပါရယ်။အဲ့ဒီလမ်းမမှာပိတ်မိနေတဲ့ကားစီးတထောင်လောက်ရှိလာပြီးတော့ဆိုင်ငယ်တစီသွာလာမောင်းနှင်ဖို့တောင်လမ်းနေရာမရှိတော့ပဲပြေကျက်နေပါရယ်။မုံရွာသွမှုများလာကြောင်းရွှေဘိုစိတ်ကုံမုံရွာလမ်းမကနေရာတချို့ပျက်စီးသွားတာကြောင့်အတက်အစင်းကားတွေပိတ်မိနေပြီးကားပေါ်မှာပါလာတဲ့ထောင်ထဲချီတဲ့ခီးသွားတွေလည်းအခက်အခဲဖြစ်နေကြပါရယ်။ လက်ရှိမှာလဲရွှေဘုံမြို့ကနေတပဲရည်မြို့နယ်ဥရှိကြီးရွာအထိပိတ်မိနေတဲ့ကားတန်းအရှိမိုင်း20ကျော်ရှိနေတယ်လို့သခိုင်းမြို့ခံကိုစံရှိကပြောပါရယ်ပိတ်မိနေတဲ့ကားတန်းရှိထဲမှာစီပေါစာရင်တွဲတွေတွဲကားတွေအဝေးပြေးခီးတဲ့ရင်နေနဲ့အိတ်စီးကားတွေပါဝင်ပါတယ်ဒါအပြင်ကားပိတ်နေရာကြောင်းစားရေးတောက်ရေးအခက်ခဲနေတဲ့ခီးတဲ့တွေကိုမူကန်လန်တလျှောက်မှာနေထိုင်နေတဲ့ဒေသခံတွေကရှေးတမ်းမှုနဲ့ထမင်းနေ ဝေပေးနေရလို့လည်းသူကပြောပါရယ်စောစုကစကိုင်းရှေဘိုလမ်းမကြီးကိုပိတ်ထားအကြောင်းကွင်းလန်းနေကနေမောင်းနေနေကြတဲ့ကားတွေဟာရှေဘိုစိတ်ကွန်လမ်းမကိုပို့အသုံးပြုလာကြတယ်လို့ကမ်မလူနယ်ကမြေပြင်သတင်းတွေကိုဖော်ပြနေတဲ့ Infinity Group ကအမှတ်ပီကိုပြောဆိုထားပါရယ်